ပညာရေးလွတ်လပ်ခွင့်ရှိမှာတိုင်းပြည်လွတ်လပ်မယ်ဒီမိုကရေစီပညာရေးရဖို့ဒီမိုကရေစီတိုင်းပြည်ဖြစ်ဖို့လိုတဲ့ဆိုရဲခံယူချက်နဲ့ရှေ့တန်းထွက်လာတဲ့အကြောင်းသားကောင်းဆောင်တအူးဖြစ်သူဖြူဖြူအောင်အကြောင်းကိုဆက်လက် တင်ဆက်ပေးမှာဖြစ်ပါတယ်နိုင်ငံရေးသမားရဲ့တမိတအူးအဖြစ်တက္ကသိုလ်ကျောင်းသူတအူးအဖြစ်အင်ရှင်မတအူးအဖြစ်အကြောင်းသားကောင်းဆောင်တအူးအဖြစ်ဖြူဖြူအောင်ဘလို့ဖြတ်တန်းခဲ့တယ်လဲကြည့်ကြရအောင်ပါရှင် ခန်းမှာကျွန်တော်ပြောတယ်ကျွန်တော်တို့ဒီဒီလေးယောက်တန်းကျွန်တော်တို့တန်းစီပြီးမယ်ကျွန်တော်တို့ကိုလေးယောက်တွဲစီဖမ်းမှာဟိုရုပ်ဆိုးကြည့်တဲ့အဖြစ်မျိုးကျွန်တော်မဖြစ်ချင်ဘူးအဲ့တော့လေးယောက်တွဲစီဖမ်းမှာလို့ပြောတဲ့အခါကျတော့တာဝန်ခံဒီအရာရှိကနေပြီးတော့သူတို့အနေနဲ့ဒီလိုဖမ်းလို့မရဘူးပေါ့နော်ဆိုတော့ဒီလိုဖမ်းလို့မရဘူးဖမ်းဖို့စီစဉ်လည်းမရှိပါဘူးမိတ်လည်းမရှိပါဘူးလို့ပြောတယ်ဒါပေမဲ့လည်းခုနကျွန်တော်တို့ပြောခဲ့တယ်ဒီလိုပဲရုပ်ဆုံးကြည့်တဲ့ဆိုတာစိုးစိုးဝါးပုံစံမျိုးတွေပုံဖြတ်ပြီးတော့ကျွန်တော်တို့ညံ့ညံ့ဖန်ဆီးထုတ်ခဲ့ခြင်းခံ ာကျင်းကြီးတောင်းရည်တွေဖြစ်ပြီးဒီမောက်တန်တာထုတ်ဖို့မှုများမပြုလုပ်ကြလည်းဖြစ်တန်တာပြတ်မှုများပြတ်တိုင်းကြရန်နိုင်ငံမှုရှိပဲဆက်လက်ဒီမောက်ကျမရေးပေါ်တွေရိုက်ခံရတာဟာကျမအမြင်မှာတော်တော်ဟိုခံစားရတာတော်တော်ဆိုးပါတယ်အဲ့ဒီကာလကျမအနေနဲ့တို့ကိုပုံနေဆိုတော့ကျမတခုထပြောလိုက်ရင်တို့ပူပြီးတော့များရိုက်ခံရမလားဆိုတော့ စိတ်မျိုးကြောင့်ရှိရင်ကျွန်တော်ထပ်ပြောချင်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုထပ်ပြောလိုက်မှသူတို့ပို့ပြီးတော့ဗျာငယ်ပြီးတော့ကိုရိုက်မလားပေါ့နော်ရဝန္ဒကလည်းပြိမခမဖြစ်တော့ဘူးမြေတော်ရဲ့ခံပါလေ။ဟုတ်ကဲ့ရဝန္ဒကမင်းကလိုရတဲ့အတွက်ဒီလိုနားလည်ပေးဖို့လိုပါလေ။ ော်တို့နဲ့အချိန်မှန်းလေးတွေကျွန်တော်တွေ့ခဲ့သေးတယ်။တို့နဲ့အချိန်မှန်းလေးတွေမှာကျွန်တော်တို့စကားရေးပြောခဲ့ရည်မောမောနဲ့ကျွန်တော်တို့ရန်ကုန်ကိုဆက်သွားဖို့ကိစ္စတွေဆွေးနွေးခဲ့။ဒုတိယတစ်ချိန်ပြန်တွေ့ရတဲ့အခါမှာကျွန်တော်ရေးဖို့လေညနာတို့ခန္ဓာကိုယ်ကသွေးတွေချွေးတွေကိုလုံးချွဲဆိုတဲ့အပေါ်မှာတော်ကိုဟိုစိုးစိုးဝါခံစားခဲ့ရတယ်။ဒီနေ့ကတော့ တော့ဒီ2005 2006လောက်မှာပဲကျွန်တော်တို့ဒီ American Center ထဲမှာပဲဒီ American ရင်းကျေးမှုဌာနပေါ့နော် American တန်ရုံးကဖွင့်ထားတဲ့ရင်းကျေးမှုဌာနထဲမှာကျွန်တော်တို့ဒီလူငယ်တွေကြောင်းတီးတီးကကျွန်တော်တို့တက္ကသိုလ်အတီးတီးကဒီဒီနေ့ဒီချိန်လိုမျိုး Facebook လိုမျိုးမရှိဘူး။နောက်ဖုန်းဆိုတာလည်းဟိုဒီနေ့ဒီချိန်လိုများပြားလွယ်ကူတဲ့အရာမျိုးမဟုတ်ဘူး။အဲအဲ့လိုအနေထားမျိုးမှာကျွန်တော်တို့တချောင်းနဲ့ကြောင်းဆက်သွယ်ဖို့ဆိုတာအင်တာခက်ခဲပါတယ်။အဲ့တော့ကြကိုကြောင်းထဲမှာတော့မဟို ကိစ္စတစ်ခုအကြောင်းအရာတစ်ခုပြန်ပွားဖို့ဆိုတာတော်တော်ကိုခက်ခဲတယ်အဲ့တော့အဲ့လိုအနေထားမျိုးမှာကျမတို့ဒီဒီ American Center ထဲမှာဒီနိုင်ငံရေးကျန်းသားဟောင်းကျန်းသားဟောင်းနေတာနေပြီးတော့ပေါ့ကျန်းသားကောင်းသားဟောင်းနေကဒီ book clubs လို့ဆိုရဲပုံစံမျိုးလေးဖွင့်ဖွင့်ပါတယ်အဲ့ book club မှာပါဝင်လာတဲ့ဒီရန်ကုန်မြို့မှာရန်ကုန်မြို့တဝက်နီးတဝိုင်းမှာရှိတဲ့အကြောင်းသီးတွေကအကြောင်းသားတွေကပဲဒီ2000ခေါ်ရွှေအောင်ဒေါ်လာရင်းမတိုင်ခင်မှာပဲအာဒါဘကသမယအဖွဲ့ချုပ်ဆိုတာဖြစ်ပေါ်လာတာပါတကယ်တော့အဲ့ book club ကဘကသမယအဖွဲ့ချုပ်ရဲ့အမှတ်တွေသဘောမျိုးပေါ့နော် မဖြေဖန်းစီထိန်းသိမ်းခံရပြီးနောက်ပိုင်းကျွန်မဒီ2005 2005လောက်မှာကျွန်မဖခင်ပြန်လဲလွတ်မြောက်လာတယ်အဲ့တော့ကျွန်မကဒီဒီကျွန်မဖြေဖန်းစီထိန်းသိမ်းခံရပြီးနောက်ပိုင်းတခြားလုံးကျွန်မမိသားစုကဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့နေဆက်တဲ့အတိုင်းအဝိုင်းဖြစ်လာခဲ့တယ်ပေါ့အဲ့တမီးကိုကျွန်တော်ထိန်းပေးရောအဲ့ဒီနမနေလဲ င်ပေါ့လမ်းမလို့ဒီစရင်လည်းဆွေးနွေးပြီးတော့လောက်ပါပဲเนาะကျွန်တော်အဲသူကသူဒီလာတာများပါတယ်ကျွန်တော်ကျွန်တော်အနေနဲ့သမီးကိုပြောဆိုပြရတာနည်းပါတယ်သမီးနဲ့ကျွန်တော်တွေ့ခွင့်ရတယ်သူ့အချိန်ရနည်းတာပေါ့เนาะအဲ့တော့သူရဲ့သူ့အမေနဲ့သူ့အဖွားနဲ့တခြားပတ်ဝန်းကျင်ရဲ့ကျေးဇူးကသူ့ပုံမှာပူကြည့်ပါတယ်เนาะကျွန်တော်ကျေးဇူးကတော့ရှိပါဘူး 25 January ကအိမ်အောင်ကြတာဆိုတော့2016ကျွန်တော်တနှစ်ကျော်ပါပြီဒါပေမဲ့ဟိုအိမ်အောင်တက်ဒါပေမဲ့ဒူနီကတော့တိတ်ကြလေးပေါ့ကျွန်တော်ပထမအိမ်အောင်ကြပြီး2လကြာမှာနှစ်ယောက်တော့ကျွန်မဖန်ဆီးခံရတယ်သူဖန်ဆီးတိတ်ဆောင်ရတယ်နောက်သူထပ်သူလည်းအဖန်ခံရတယ်ပေါ့နော်နောက်5လလောက်ကြာတော့ဖန်ခံရပြီးတော့သူပြန်လုပ်လာတာ April ကပြန်လုပ်လာတာချို့ လေ့လာရမိတဲ့လောက်ဒီနိုင်ငံရေးကျင်းသားမိသားနိုင်ငံရေးကျင်းသားတော်တော်များများရဲ့တာသမီတွေကဟိုသူတို့ရဲ့ဘဝတွေမှာတို့ရှောင်လန်းနိုင်ဖို့အတော်စူးစမ်းရအတော်ရိုးကန်ရတာတွေ့ရတယ်ပြီးတော့လည်းဟိုညသောအဖြစ်ပေါ့နော်ဟိုဟောသူတို့ရဲ့ဘဝတွေပေးဆက်လိုက်ရတာအဖေအမေထောင်ထဲမှာရောက်သွားရုံနဲ့ကောင်းမိသားစုတစ်ခုလုံးပြုတ်ပြတ်သွားရမျိုးတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးမဖြစ်စေချင်ဘူးကျွန်တော်တို့ဟိုဟိုဒါဟိုကျွန်မအနေနဲ့ ထိုက်တန်တယ်လို့တော့မယူဆဘူးကျွန်တော်တို့ကိုလိုချင်တာကိုတော့တောရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီမိသားစုတွေဘဝတွေအပြက်ခံဒီနိုင်ငံရေးကျင်းသားတွေအသက်တွေဘဝတွေပြေးလိုက်ရတာအထက်ပို့ပြီးတော့မိသားစုလိုက်ပါပြက်စီရမျိုးတွေကျွန်တော်မဖြစ်စေချင်တော့ဘူးကျွန်တော် ော်2000ကျော်ဒေါ်လာရင်းမှာလဲကျွန်တော်တတ်နိုင်တဲ့ဘက်ကနေပြီးတော့တန်ခါတော်တွေကိုဝင်ရံခဲ့တယ်။ကျောင်းသားတယောက်အနေနဲ့ပူပေါင်းပါဝင်ခဲ့တယ်။နောက်2000ကျွန်မအဲ့ဒီကာလာပြီးနောက်ပိုင်းမှာပဲကျွန်တော်တို့တွေဘာကမှဖွဲ့ချုပ်ကကျောင်းသားတော်တော်များများဖန်ဆီးခဲ့တဲ့ခြင်းခံခဲ့ရတယ်။အဲ့တော့ကျွန်မအနေနဲ့လဲထွက်ပြေးတိတ်ချောင်ခဲ့တာပေါ့နော်။အဲ့တော့ ရှစ်လလောက်တော့ကျွန်မကြာမယ်။ Nuggets မုံတိုင်းပေါ့နော်။2008မှာ Nuggets မုံတိုင်းဖြစ်တယ်။အဲ့တော့2008 Nuggets ဖုံတိုင်းဖြစ်ပြီးတော့ကျွန်တော်တို့ဒီတလားကြာမှာဒီဘုတ်ကလေးဘက်မှာပေါ့နော်။ကယ်ဆယ်ရေးတစ်ခုသွားဖို့ကျွန်မဖခင်ရဲ့မိတ်ဆွေတယောက်စီကနေပြီးတော့ကျွန်တော်တရင်တရင်ရတယ်။အဲကျွန်မဖီလည်းပါတယ်၊ကျွန်မလည်းပါတယ်။ကျွန်တော်ဘာကတမယ်ဖွဲ့ချုပ်က ကျောင်းသား9ယောက်လောက်ပါပါတယ်ကျွန်တော်ဒီခီးစဉ်မှာကျွန်တော်ကုညီခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီကအပြန်ပါပဲကျွန်တော်တို့ဖန်စီထိသိချင်းခံရတယ်ပေါ့နော်ဗုဂလေးမျိုးကအထွက်ပါပဲဟိုဖန်စီထိသိချင်းအကြောင်းကတော့ဟိုဒီဘာကလမအဖွဲ့ချုပ်နဲ့ပတ်သက်ပြီးတော့ဖန်စီထိသိမှုအတွက်လိုက်လံစုံစမ်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖန်စီထိသိနာဖြစ်တယ်ဒုတိယချက် ကတော့ဒီဒီဒေတာကိုလာရောက်တာကဒါနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုကောင်နိုင်ငံရေးရလုံစော်ဖို့နောက်တစ်ခုက COA စစ်နေလို့သူတို့အနေနဲ့ယူဆတယ်ဒါကြောင့်မလို့ကျွန်တော်ဒီအကြောင်းအရာလေးပုံမှန်မူတည်ပြီးတော့ဖန်စီထိသိနေတယ် ့ပြည်ကဥမြင့်ဆိုဥမြင့်ဆိုပြည်ကဥမြင့်ဆိုလက်ဆောင်ပေးရပါဘောအမေအမေပြည်ကဒီပြည်ကတော့ဟွာတကယ်ချင်းဒီဟွာဆွေတင်ရတကယ်ချင်းတယောက်ဒီရောက်မှာမလဲအခုလည်းရောက်မှာပဲနေရသူသူသူလည်းသူလက်ဆောင်သူဝယ်ပေးရပါတော့လက်ဆောင်ဝယ်ပေးရအန်ဒီကချိန်နဲ့တလားလို့မေးတဲ့အခါကျအမေတယောက်လုံးမချိန်နဲ့နိုင်သေးပါဘူး။ဘာဖြစ်လို့အဲ့လိုမချိန်နဲ့နိုင်လဲ။တမိမှာပညာရ ဖြူဖြူပညာမပြည့်စုံဒါအန်ဒီအတွေ့အန်ဒီအမေတယောက်အတွေ့ပေါ့ပညာမပြည့်စုံအတွေ့ကောအစထိုက်တင်အားလျော်နေစွာသူ့အသက်နဲ့သူ့အတွေ့ခေါ်ရှိပါလေရှင်းချက်တဲ့အတွေ့ခေါ်ပန်းရှင်မဟုတ်တော့ဘူးလို့အန်ဒီကတော့ဒီတိုင်းယုံနေသူ့လိုပဲတော်တဲ့လူရှိပါဦးဒါတော့ဒေါ်ဒေဝီတန်စီသူ့အမေအားဖြူဖြူပေါ့အခုမှတရားချင် ညတက်တူမှာကျမတတိယနှစ်ကိုစာမွေးဖြည့်ကဒီကာလာပေါ့နော်ရွှေအောင်ဒေါ်လာရေးရလည်းဖြစ်ပေါ်လာတယ်အဲ့တော့ရွှေအောင်ဒေါ်လာရေးထဲမှာပါဝင်ပြီးနောက်ပိုင်းမှာကျမစာမွေးတော့မဖြည့်နိုင်တော့ဘူးအဲ့တော့ကျင်းပြီးတော့ကျင်းအောင်ထဲမှာ၃နှစ်ကျော်လောက်ဖန်စီထဲနေခံလိုက်ရတယ်အဲ့တော့ထောင်းပြန်လွတ်တဲ့အခါကျွန်တော်အเจ้าပြန်တက်ဖို့ကြိုးစားရတယ်ဒါပေမဲ့အเจ้าက လက်မခံပေါ့နော်လက်မခံဘယ်ကျွန်တော်တို့ဒီဒီចောင်းနဲ့နှစ်နှစ်ကြီးกว่าလို့ရှင်ចောင်းသားဆင်းရအလိုလျောက်ပဲဖြစ်ချင်းခံရမယ်ဆိုတော့ဒီညွှန်ကြားချက်တစ်ခုကြောင့်ဒါចောင်းသားចောင်းပြတ်တက်လို့မရပါဘူးလို့ចောင်းသားပြောပါတယ်အဲ့တော့ကျွန်တော်အခုချိန်ထိတော့ចောင်းပြတ်တက်ခွင့်မရသေးဘူး ဖန်ဆီးထိသိခံရပြီးတော့တိတ်မကြဘူးဒီဒီအဲဒီတမရာဘုတ်ကနေပြီးတော့ပေါ့နော်ဒါကျမတို့ဒီဖန်ဆီးထိသိခံရတာကိုသူစိတ်မကောင်းဖြစ်တဲ့အကြောင်းပေါ့ကျမတို့ကတကယ်ကိုတိုက်ပြီးပညာရေးစနစ်ကောင်းဖို့အတွက်တိုက်ပြီးပြောင်းလဲနိုင်ဖို့အတွက်ဟိုဟိုစူးစမ်းခဲ့တာကိုသူ့အနေနဲ့ဒါထောက်ခံအားပေးရဆိုတဲ့အကြောင်းပေါ့နော်ကျောင်းပြန်လဲလို့မြောက်ဖို့မြောင်းလင်းနေဆိုတဲ့အကြောင်းအာဒါဒီစာထဲမှာပါပါတယ်အေးအေးထဲမှာထားတဲ့အဲ့ဒါရှိတယ် ဒါမှလေးဒါ postcard လေးစာရီတော့ကိုရိုင်းရဲ့ဒါလေးဒါ comic postcard လေးအများကြီးဒါတော့ဒါလေးပေါ့အဲ့တော့အပြည့်ထုတ်ထားရဲ့ hotel မှာနိုင်ငံကဖေးတဲ့စာပိုင်းပါရောက်ကြမ်းပြောရရင်တော့ဟို ကျွန်မကြုံခဲ့တဲ့ဟာတွေအဲအရာတွေအားလုံးကပျော်စရာကြီးတော့မရှိပါဘူးဟိုအရန်ပျော်ဖို့ကောင်းတာမျိုးတော့မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ဟိုအဲဘဲချိန်ပျော်ဖို့ကောင်းဆုံးလဲမင်းနော်ကျွန်မတက္ကသိုလ်ကျောင်းသားဘွားကိုပြန်ပြောမှာပေါ့တကယ်ပြောရင်ကျွန်မတက္ကသိုလ်ကျောင်းသားဘွားကအင်တန်ပိတ်လောင်ထားတဲ့ကာလပါပဲအခုချိန်ထိတက္ကသိုလ်ဆိုတာကဟိုကျွန်တော်တို့စာအုပ်တွေထဲမှာဖတ်ဘူးတဲ့တက္ကသိုလ်ဆိုတာ ਨੇ အင်တန်ကွာခြားတဲ့တက္ကသိုလ်မှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတယ်ဒါပေမဲ့တက္ကသိုလ်ကျောင်းသားဘွားကတော့ဘရောမမေ့နိုင်တဲ့ပျော်စရာကာလပေါ့နော်ကျမတို့တကယ်ပျော်ဖို့ကောင်းတဲ့အဲ calaba.